မင်္ဂလာပါဒီနေ့အိမ်မှာအလှဆိုင်သေးပင်စားပင်ပန်းမမင်တွေကစားပြီးတင်းညာဆိုင်ခင်းတွေထိဒုက္ခပြီးတဲ့ဦးစင်းနဲ့ရဲ့နေထိုင်မှုလေးထဖြက်စည်းပုံနဲ့ကာဝယ်နေနေအကြောင်းတွေတဆင့်ပြန်လဲမျှဝေပေးကြပါတယ်ကိုစင်းနေတွေကယာစီဥရုပုန်ွေးချိန်မှာပုံမိုကြောက်တက်ပြီ အိမ်လွင်းဆိုင်ပင်တွေမှာတော့တနစ်ပတ်လုံးတွေ့ရနိုင်ပါတယ်။မျိုးစိတ်နဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတစ်လကနေနှစ်လလောက်ထိအသက်ရှင်နေထိုင်ကြပြီးမျိုးဆက်၆ဆက်ကနေ၈ဆက်ထိရှိနိုင်ပါတယ်။ကိုစိနေကအပင်ရဲ့မြေပေါ်စိတ်ပိုင်းတွေမှာကြားရတဲ့ပြီးအထူးသဖြင့်အသီးနှလုံးထိဆက်တဲ့နေရာ၊ခိုင်းဆက်နေရာ၊မြေကြီးညက်ထိဆက်တဲ့နေရာတွေနဲ့အသီးညက်ထိဆက်တဲ့နေရာတွေမှာအဆူလိုက်ပြုံလိုက်နေထိုင်စားတော့ ဖြစ်စီကြကြပါလေသူတို့ရဲ့ခန္ဓာကိုယ်ကိုဖျောင်းလွှာနဲ့ဖိုးကာဝယ်ထားတာကြောင့်နှိမ်နှင်းရခက်ခဲပြီးမနှိမ်နှင်းပြန်ရင်လည်းအပင်တည်တဲ့အထိဒုက္ခပေးပါလေပူစီနေကအပင်ရဲ့ပင်ရည်ကိုစုပ်စားပြီး အပင်ရဲ့အစာရည်ကြောတွင်အဆိပ်ရည်ထိုးသွင်းပြီးမှစားသောက်တတ်တာကြောင့်အဆိပ်ရည်မှာပါဝင်တဲ့ဗိုင်းရပ်စ်တွေပြန့်နှံ့စေတဲ့ပြင်သူတို့ဆုံထုတ်လိုက်တဲ့ဆေးကက်ကက်ချူရည်တွေကချက်ခိုးမှုဆွဲကက်စီတာကြောင့် အပင်စာချက်လုပ်တဲ့လုပ်ငန်းစဉ်ကိုနှောက်ယှက်ဖြစ်ပြီးအပင်တည်တဲ့အထိဖြစ်နိုင်ပါတယ်။နောက်ပြီးဒီအချိုရီတွေကပြည့်စိတ်တွေကိုဆွဲဆောင်စေတာကြောင့်ပြည့်စိတ်တွေကဥစည်းနေရဲ့သဘာဝရန်သူတွေဖြစ်တဲ့လေခုံကြိုင်ဇာတောင်ပိုးတွေနဲ့အခြားကပ်ပါးကောင်တွေရဲ့အန္တရာယ်ကနေကာဝေပေးပြီးအပြန်အလှန်အကျိုးပြုကြတယ်လို့ဆိုပါတယ်။ဥစည်းနေတွေကအဆူဝေးလိုက်နေထိုင်ပြီ အပင်ရဲ့ပင်ကိုဆုပ်ယူစားတော့ဖြည့်ဆည်းထားတာကြောင့်အပင်ကိုအားနည်းစေခြင်းအပင်ပူခြင်းပုံတံပြက်ခြင်းအရွက်တီမှဆိုရင်ဝါးခြင်းတွန့်လင်းခြင်းနဲ့အပင်သေးခြင်းစတာတွေကိုဖြည့်ဆည်းပါတယ်အသီးတွေကလည်းမာကျော်ပြီးအရသာကိုလည်းခါတတ်စေပါတယ်ဥစီနဲ့ကြာများတဲ့အပင်တွေကတော့သရက်ပင်တင်မောပင် ထောပတ်ကစုံခရမ်းခြင်းငရုတ်နံ ၊ပဲမျိုးစုံ၊ရှောင်းမျိုးနယ်ဝင်အပင်တွေနဲ့အိမ်နွမ်းဆိုင်သီးပင်စားပင်ပန်းမမင်းတွေမှာပုံမူကြောက်တပါရီပြန့်နေတဲ့ပုံစံကတော့အနီးနားပိုးကျနေတဲ့အပင်ကနေတားလောင်းတွေက တွားသွားပြီးကူးဆက်ပါတယ်တီးငယ်တဲ့အကောင်ငယ်တွေကရေမိုးရေစိုက်ခင်းတွင်းရေသွင်းတဲ့ခါနဲ့ဝေစားတွေပိုးချနေတဲ့စိုက်ခင်းကပင်စိတ်ပိုင်းတွေတည်ရွှေခြင်းနဲ့လေယာသုံးကိရိယာတွေကနေတွေ့ကပ်ပြီးလဲကူဆက်နိုင်ပါတယ် ကာကွယ်နိုင်နေမယ်ဆိုရင်တော့စိုက်ခင်းတွင်ပူးစိနေကြောက်ခြင်းရှိမရှိစစ်ဆေးပါပိုးချနေတဲ့အပင်နဲ့အစိပ်ပိုင်းတွေကိုဂရုစိုက်ဖယ်ရှားခြင်းလင်းပြီးမိရှို့ဖြစ်စီပါပိုးချနေတဲ့စိုက်ခင်းကအပင်အစိပ်ပိုင်းတွေနဲ့ပစ္စည်းတွေအခြားစိုက်ခင်းကိုရွှေ့ပြောင်းတည်ဆောင်ခြင်းရှောင်ရှားပါပူးစိနေကရေပေါ်မှာပေါ်ပြီးကူးခတ်သွားလာနိုင်တာကြောင့်စိုက်ခင်းရေလွှမ်းခြင်းကိုရှောင်ရှားပါပိုးမချခင်မှာတမာပိုးသက်ဆေးကို တပတ်တစ်ကြိမ်ဖြန့်ပတ်ပေးပါပူကြောက်သွားရင်အပေါ်ကဖျောင်းလွာ ကွာကျသွားအောင်တမာပူးသက်ဆေးကိုဆက်ပြာမုံဆက်ပြာသည့်ထဲသွင်းဖြန့်ပတ်ပေးခြင်းဖြင့်ကာဝယ်နှိမ်နင်းနိုင်ပါသည်စိုးစိုးဝါးဝါးကြောင်းနေရင်တော့အခြားထိတိစားသည့်အစိတ်ပစ္စည်းတွေပါဝင်တဲ့ဓာတုပူးသက်ဆေးတွေကိုစီညွန်တိုင်းဖြန့်ပတ်ပေးခြင်းဖြင့်လည်းကာဝယ်နှိမ်နင်းနိုင်ပါသည်ဓာတုဆေးဟုတော့စိုက်ပျိုးရေးစီးဆိုင်မှာ ပိုးနာမည်ပြောပြီးမေးဝဲပါခင်ဗျာဒီနေ့အောင်တော့ပါပဲနောက်နေ့ဒီမှာလဲစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှားဝေစုဆောင်မျှဝေပေးဖို့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးဒီနံဆိုင်တောင်သူတိုင်းစိုက်သမျှဒီနံထွက်တော်ပြီးထွက်သမျှဒီနံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်